အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီကနေ့မနေ့မှာပဲရှင်ပြိုင်ထိုးသက် PC သွားခဲ့တဲ့ Charles Oliveira နဲ့ Marius Garmero တို့ရဲ့ပွဲစဉ်ကြောင်းကိုပြန်လည်တုံးသက်တင်ဆက်ပေးရမယ့်အပြင်အဲ့ဒီပွဲစဉ်ပြီးမှစိန်ခေါ်သွားတဲ့ Charles Oliveira ရဲ့နောက်ထပ်ပြိုင်ပွဲအကြောင်းနဲ့ Charles Oliveira အနေနဲ့ UFC အဖွဲ့အစည်းမှာဘယ်လိုအနေထားရောက်ရှိသွားပြီးတဲ့စတဲ့အကြောင်းအရာတွေကိုစူးစိမ်းတုံးသက်တင်ဆက်ပေးရမှာပဲဖြစ်ပါတယ် ဆိုတော့ဒီကနေ့မနက်မှာရှင်ပြိုင်ထိုးသက်သွားတာကတော့ UFC Rio ဆိုတဲ့ပြိုင်ပွဲပွဲစဉ်ဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင် UFC ဟာ Rio de Janeiro မြို့မှာကျင်းပသွားတာဖြစ်ပြီးတော့ဘရာဇီးနိုင်ငံသား fighter တွေကိုပွဲထုတ်ပေးခဲ့တဲ့ event တစ်ခုဖြစ်ပါတယ်။အဲ့ဒီ event ပြိုင်ပွဲပွဲစဉ်မှာဆိုလို့ရှိရင်ခေါင်းပွဲပွဲစဉ်နေနဲ့ UFC ရဲ့အရင်တုန်းက lightweight တန်း champion ကြီးဖြစ်တဲ့ Charles Oliveira နဲ့လူငယ်ချစ်တဲ့ fighter တူဖြစ်တဲ့ Maria Gamero တို့ကိုပွဲတက်ပေးထားတယ်။ ကောင်ပွဲမင်းအိဗန်ပွဲချင်းနေနဲ့ပွဲထွက်လာခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီပွဲချင်းဟာဆိုလို့ရှိရင်အရင်တုန်းက Charles Oliveira နဲ့ Rafael Fizi တို့ကိုပွဲတဲပေးထားတဲ့ပွဲစဉ်ဖြစ်ပြီးတော့ Rafael Fizi အနေနဲ့ဒူးတန်ရပြဿနာကြောင့်နှုတ်ထွက်သွားပြီးတဲ့နောက်မှာ Maria Gamrot ကအစားဝင်ရောက်လာပြီးတော့ထိုးတက်ခဲ့တာဖြစ်ပါတယ် Maria Gamrot အနေနဲ့ကဒီ grappling မိုင်းမှာ permanent ကျွမ်းကျင်ကစားနိုင်တဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့ဒီ wrestling ဘိုင်းမှာလောလောလေးကိုကောင်းတဲ့ကစားသမားဖြစ်ပါတယ်။ဘာဒီယက်ဂါမရော့ရဲ့ဒီအားသာချက်ကိုပြောရမယ်ဆိုလို့ရှိရင်သူက wrestling တော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပြီးတော့ Armand Sadukran လိုမျိုး fighter ကိုတော့မှသူ့အနေနဲ့ wrestling အသာစီးရယူပြီးတော့စော်ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ Armand Sadukran လိုမျိုး fighter ကိုတော့ဘာဒီယက်ဂါမရော့ကနိုင်ရအောင်စော်ထားနိုင်ခဲ့တဲ့ဆိုတော့သူ့ရဲ့ grappling skill ကို short တွက်လို့မရပါဘူး။ဒါပြင်ပြောရမယ်ဆိုလို့ရှိရင် Charles Oliveira အနေနဲ့ကလည်း ကွဲမတိုင်ခင်မှာမာတီးယက်ဂါမရော့အစားတော့ဝင်ရောက်ထိုးသက်လာခဲ့တဲ့အတွက်ကြောင့်မို့လို့သူအနေနဲ့ grappling ပွဲအတွက်ပြင်ဆင်ထားတာမဟုတ်ဘူး rabbit pc နဲ့အမှန်ကန်ဝေတိုင်းရှင်ထိုးဖို့ပြင်ဆင်ထားတာဆိုပြီးတော့ပြောလာခဲ့တဲ့အနေအထားမှာသူအနေနဲ့ပွဲလဲမဖြစ်ချင်တဲ့အတွက်ကြောင့်မို့လို့မာတီးယက်ဂါမရော့နဲ့ပဲရှင်ပြိုင်ထိုးသက်ခဲ့ရတာဖြစ်ပါတယ်မာတီးယက်ဂါမရော့အနေနဲ့ကလည်းလူစားဝင်ပြီးတော့ရှင်ပြိုင်ထိုးသက်ရတဲ့အတွက်ကြောင့်မို့လို့သူအနေနဲ့ပြင်ဆင်ချင်းနဲ့ငယ်သာရပြီးတော့တော်တော်လေးကိုရုန်းကန်ပြီးတော့ထိုးသက်ခဲ့ရတဲ့ပွဲစဉ်လဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လိုက်ကြအောင်ပါ ဒီဘွဲဒီမှာ Jazz Olivera အနေနဲ့ပွဲထွက်လာခဲ့တာကတော့သူ့နဲ့တော်တော်လေးကိုယုံကြည်မှုပြင်းထန်နေတဲ့ပုံစံနဲ့ပွဲထွက်လာခဲ့တာဖြစ်ပြီးတော့နောက်ဆုံးရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ Ilya Topuria နဲ့ပွဲစဉ်ပြီးတဲ့နောက်မှာသူ့အနေနဲ့ Jazz Olivera ကတော့ပြီးသွားပြီလောကကိုကမ်းပတ်ပြန်မလာနိုင်တော့ဘူးဆိုပြီးတော့တုံးသက်ထားတဲ့ပြိသက်တွေကိုသူ့အနေနဲ့ Charles Oliveira ဟာမိုသေးပါဘူးဆိုတဲ့အကြောင်းလက်တိလက်မောင်းတန်ကျုံးဝါပြသွားတဲ့ပွဲစဉ်တွေပွဲလို့တော့ပြောရမယ် ပုံပေါက်နေပါတယ်။ဂျာစိုလီဘဲရာအနေနဲ့ဒီပွဲထောက်လာတဲ့ပြိုင်နဲ့သူ့ရဲ့ကစားပုံကစားနည်းတိုင်းပဲ striking ဘိုင်းမှာပဲမာတီရဲ့ကာမရော့ကိုခေါ်ပြီးတော့ကစားတာဖြစ်ပါတယ် striking ဘိုင်းမှာဆိုရင်တော့ဂျာစိုလီဘဲရာကမွေထိုင်းစတန်နဲ့ကစားတာဖြစ်ပြီးတော့ သူ့ရဲ့နီကက်ဒူးတိုက်ချက်တွေတရောင်ရိုက်ချက်တွေကတော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ်။ဒါပြင်ပါဝါပါထားတဲ့1 2လက်သီးတွေကလည်း Charles Oliveira ရဲ့အဓိကလက်နက်လို့ပြောရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ Martial Gamero အနေနဲ့ Charles Oliveira ကိုပွဲဆက်ဆခြင်းမကြခင်ချိန်တွင်းမှာပဲဝင်လုံးလိုက်တာကြောင့်မို့လို့သူ့ရဲ့အမားတစ်ခုကျူးလွန်လိုက်တယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ Martial Gamero အနေနဲ့ Charles Oliveira ကိုတတရရနဲ့တိတ်တောင်းရယူသွားခဲ့ပေမဲ့ Charles Oliveira ရဲ့ Counter Brazilian Jesus K ကို short ပတ်မိသွားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီချိန်မှာပဲသူ့အနေနဲ့ဒီ အာရီယက်ဂါမရော့ရဲ့ဘယ်ဘက်လက်ဟာချားစ်အိုလီဗီရာရဲ့ချုပ်ကွက်မိသွားပြီးတော့အန်ထရိုင်ရဲ့ပိုဇက်ရှင်ကနေပြီးတော့ရုံးထွက်နိုင်ဖို့အတွက်မာတီယက်ဂါမရော့အနေနဲ့တော်တော်လေးကိုစူးစမ်းခဲ့ရပါတယ်။ဒါ့အပြင်ချားစ်အိုလီဗီရာကအန်ထရိုင်ရဲ့ပုံစံမှာပဲရက်မနေပဲအဲဒီကမရစင်ကီမူရာပုံစံကိုပြောင်းသွားပြီးတော့မာတီယက်ဂါမရော့ရဲ့ဘယ်ဘက်လက်ကိုတော်တော်လေးကိုအထိနာစေခဲ့တဲ့အတွက်ကြောင့်မို့လို့မာတီယက်ဂါမရော့အနေနဲ့အဲ့ဒီ position ကနေရုံးထွက်နိုင်ခဲ့တာတောင်မှ Charles Oliveira ကနောက်ကနေပြီး back position ပြန်ယူသွားပြီးတော့သူ့ကိုပထမချီရဲ့ကြက်ရှိနေတဲ့ကာလတစ်ခုလုံး ရီယာနစ်ကချုပ်ပုံစံလှုပ်ဖို့အတွက်တောက်လျှောက်ဆိုသလိုဖိအားပေးခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ဆိုတော့ပထမအချိန်မှာပြောရမယ်ဆိုလို့ရှိရင်ဂျာစ်အိုလီဘဲရာအနေနဲ့တိတ်တောင်းရယူခြင်းခံခဲ့ရတော့လေသူဟာမာရီယာဂါမရောရဲ့ဘဲဘက်လက်ကိုအထိနာစေခဲ့ပြီးအဲဒီကမှတဆင့်ရီယာနစ်ကချုပ် position ကိုရယူနိုင်ဖို့အတွက်တောက်လျှောက်ပုံဖော်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာစ်အိုလီဘဲရာကပထမအချိန်မှာတာတယ်လို့ပြောမှာပဲဖြစ်ပါတယ်။ဒုတိယအချိန်မှာဆိုရင်တော့ဂျာစ်အိုလီဘဲရာအနေနဲ့အထိနာသွားတဲ့မာရီယာဂါမရောကိုတောက်လျှောက်ဆိုသလိုပဲ pressure တွေလိုက်ပေးထားပြီးတော့ ဂျာဂေချိန်တွင်းမှာပဲမာတီးယက်ဂါမရော့ကိုတိတ်တောင်းရယူခဲ့ပြီးတော့အဲဒီကမှတစင်မာတီးယက်ဂါမရော့ရဲ့ကြောဘူးကိုခုန်တက် back back position ယူပြီးတော့ face crab ပုံစံရှင်နဲ့အသုံးသက်ပြသွားတာပဲဖြစ်ပါတယ်။ rear naked choke ပုံစံမျိုးတော့မဟုတ်ဘဲနဲ့ဒီ main hook ကိုချုပ်တဲ့ချုပ်ပွက်လို့ပြောရမှာဖြစ်ပြီးတော့ charles olivera ရဲ့နှင်းအားကတော့တော်တော်လေးကိုကောင်းတဲ့တွေ့ကြုံမှုလို့မာတီးယက်ဂါမရော့အနေနဲ့ ချက်ချင်းဆိုလိုပဲလက်ပုတ်ပြီးတော့ရှုံးပေးလိုက်ရတာပဲဖြစ်ပါတယ်ဆိုတော့ Charles Oli Beta အနေနဲ့ Wing Collan လို့ပြောရမယ့်အနိုင်ရတဲ့နေရာတွေကိုပြန်လဲရောက်ရှိလာပြီးဖြစ်ပြီးတော့သူ့အနေနဲ့နောက်ထပ်ပွဲစဉ်ကဘယ် Fighter နဲ့ရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာပိတ်သက်တွေကိုစိန်ခေါ်ပြီးတော့ချပြသွားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ် Charles Oli Beta အနေနဲ့ပွဲပြီး Interview မှာစိန်ခေါ်သွားခဲ့တာကတော့ Max Holloway ပဲဖြစ်ပြီးတော့သူ့အနေနဲ့ Max Holloway လို fighter နဲ့ရှင်ပြိုင်ထိုးသက်ပြီးတော့ BMX ခပတ်အတွက်လူမယ်ဆိုလို့ရှိရင်ပြိတ္တတ်တွေစိတ်ဝင်စားကြလားဆိုပြီးတော့မေးသွားခဲ့တာဖြစ်ပြီးအဲ့ဒီပွဲစဉ်ကလည်းကျွန်တော်ရဲ့သူ့တဲ့ပြင်ရသုံးသက်ရမယ်ဆိုရင်တော့တကယ်ကိုကောင်းတဲ့တွဲဆိုင်ကောင်းတွဲတင်ချက်တစ်ခုဖြစ်လာမယ်လို့သုံးသက်မိပါတယ်။ Charles Oliveira အနေနဲ့လက်ရှိလောလောဆယ်ချိန်မှာသူက Ilya Topuria ကိုရှုံးနိမ်သွားခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့ဒီ ranking ဟာဆိုလို့ရှိရင်နံပါတ်၄နေရာထိကျသွားခဲ့တာဖြစ်ပါတယ်။နံပါတ်၄နေရာထိကျသွားခဲ့ပေမဲ့ ူစိန်ခေါ်ထားတဲ့သူ့ရဲ့ပြိုင်ဘက် Max Holloway ကတော့နံပါတ်3နေရာမှာရက်တည်နေတာဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Charles Oliveira အနေနဲ့နံပါတ်၄နေရာကနေဖြစ်တဲ့အတွက်ကြောင့်မို့လို့နံပါတ်၃နေရာက Max Holloway ကိုစိန်ခေါ်တာသဘာဝကျပါတယ်။ဒါ့အပြင် Max Holloway မှာလည်းလက်ရှိလောလောဆယ် BMF Champion ကပတ်ကိုပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်မို့လို့ BMF Champion ကပတ်အတွက်ရှင်းပြိုင်ထိုးသက်သွားမယ်ဆိုပြီးတော့လည်းစိန်ခေါ်သွားတာပဲဖြစ်ပါတယ်။ဆိုတော့ပြောရမယ်ဆိုရင် BMF Champion ကပတ်ဟာဆိုလို့ရှိရင်လည်းလက်ရှိလောလောဆယ် Lightweight တန်းက Fighter တွေကြားထဲမှာတော်တော်လေးကိုခက်စားနေတဲ့ကပတ်တစ်ခုဖြစ်ပြီးတော့အဲ့ဒီ BMF ကပတ်အတွက် မတ်စ်ဟောလဝေးကိုစိန်ခေါ်ခြေနေတဲ့ပိုက်တာတွေကလည်းအများကြီးရှိပါတယ်ဒါပေမဲ့ဂျာစ်အိုလီဗဲအနေနဲ့လက်ရှိ၃၀အချိန်မှာသူ့အနေနဲ့သူဟာနိုင်ဝက်မြေရသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအပြင်ဂရိတ်သက်စိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ပိုက်တာတူလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ BMF ချန်ပီယံကပတ်စင်ခေါ်ပွဲ ပွဲစဉ်အတွက်သူဟာထိုးတက်ဖို့အတွက်တော်တော်လေးကိုထိုက်တန်တဲ့ fighter တူလို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ထပ်ဆောင်းပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ Max Holloway အနေနဲ့လက်ရှိလောလောဆယ်ချိန်မှာရဲအမောင်းအနေအထား weight တန်းစတာတွေက Charles Oliveira နဲ့အင်မတန်မောက်ကိုကန့်ညီမှုရှိတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ရှင်ပြိုင်ထိုးတက်သွားခဲ့မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကိုကြီးလို့ကောင်းတဲ့တွဲဆိုင်ကောင်းတွဲဆိုင်ချက်တစ်ခုဖြစ်လာမှာပါ။ဒါ့အပြင် Max Holloway က Charles Oliveira ကိုငယ်တိုင်းမှာသူတို့ရဲ့ဒီငယ်စဉ်ဘဝ fighter ကာလာတွေတုန်းက Charles Oliveira နဲ့ Max Holloway တို့ featherweight တက်မှာရှင်ပြိုင်ထိုးတက်ကစားထားခဲ့ဘူးပြီးတော့အဲ့ဒီပွဲစဉ်မှာ Charles Oliveira ကို Max Holloway ကဒိုင်ပွဲရက်နဲ့နိုင်ရုံရရှိခဲ့ပူပါတယ်။ဒိုင်ပွဲရက်နဲ့နိုင်ရုံရရှိခဲ့ဘူးတဲ့ဆိုပေမဲ့ Charles Oliveira နဲ့ညှင်းယိုးတိုးတဲ့ဒဏ်ရာရရှိသွားတဲ့အတွက်ကြောင့်မလို့သူဟာဒဏ်ရာပြဿနာကြောင့်ရှုံးနိမ့်သွားတယ်လို့ပြောရမှာဖြစ်ပြီးတော့အခုချိန်မှာမကြေပွဲပြန်လဲဆင်နွှဲဖို့အတွက်ဒီ Charles Oliveira ဘက်ကလည်းဆန္ဒရှိနေတဲ့ပုံပါပဲ။ဆိုတော့အသက်ကြီးမှပြန်တွေးကြတဲ့ဒီ ပွဲစဉ်တစ်ခုမှာဘယ်လိုမျိုးရှင်ပြိုင်ထိုးသက်သွားနိုင်တယ်လဲဆိုတာကျွန်တော်ကတော့တော်တော်လေးကိုစိတ်လုံရှားမိနေပါပြီဒီပွဲစဉ်ကဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပိတ်သက်တွေနေနဲ့2026ခုနှစ်တွင်မှာတော့ဂျိန်းဒီပေါက်ကြီးရှုရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြောချင်ပါတယ်ပရိသတ်တွေအနေနဲ့ကရော Charles Oliveira နဲ့ဒီ Max Holloway တို့ရှင်ပြိုင်ထိုးသက်သွားမယ်ပွဲစဉ်မှာဆိုလို့ရှိရင် Bay Fighter ကနိုင်ယူရရှိသွားနိုင်တယ်ဆိုတာကို comment မှာဆွေးနွေးတုံ့တက်ညှင်းခုံပေးခဲ့ကြပါဦးခင်ဗျာ ။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ UFC Lightweight တန်းရဲ့လက်ရှိလောလောဆယ်အခြေအနေဖြစ်ပါတယ်။ UFC Lightweight တန်းမှာဆိုလို့ရှိရင်လက်ရှိလောလောဆယ် Champion ကတော့ Ilya Topuria ဖြစ်ပြီး Number 1 Fighter ကတော့ Islam Makhachev ကနံပါတ်1 Fighter ကတော့ Armen Sarukran ဖြစ်ပြီးနံပါတ်3နေရာက Max Holloway ပါ။နံပါတ်4နေရာက Charles Oliveira ဖြစ်ပြီးတော့နံပါတ်5နေရာကတော့ Dan Hooker ဆိုတဲ့ Fighter ဖြစ်ပါတယ်။ လက်ရှိဂလော့ဆယ်စောင့်ကြည့်သွားရမယ့်ပွဲစဉ်ကတော့နံပါတ်1နေရာကအာမန်ဆာရူခရနစ်နံပါတ်5နေရာကဒန်ဟိုကာတို့ရှင်ပြိုင်ထိုးသက်သွားမယ့်ပွဲစဉ်ကစောင့်ကြည့်သွားရမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ဟာလည်းနိုဝင်ဘာလထဲမှာရှင်ပြိုင်ထိုးသက်သွားမှာပါအဲ့ဒီပွဲစဉ်ကရလက်ထွက်ပေါ်လာတဲ့ဖိုက်တာကချန်ပီယံကွက်စင်ကောဝင်ရရှိသွားမှာဖြစ်ပြီးတော့ခုနကကျွန်တော်ပြောခဲ့တဲ့ Max Holloway နဲ့ Charles Oliveira ကတော့မကြခင်အချိန်အတွင်းမှာရှင်ပြိုင်ထိုးသက်သွားဖို့အခြေအနေမရှိသေးတဲ့အတွက်ကြောင့်မလို့နောက်နှစ်လောက်မှသာအဲ့ဒီပွဲစဉ်ကိုစောင့်ကြည့်သွားရနိုင်ပြီးတော့ချန်ပီယံကွက် လူမဲ့ fighter ကလည်းအဲ့ဒီပွဲစဉ်ကထွက်ပေါ်လာနိုင်ပါတယ်။နံပါတ်၄နေရာကခေါင်ကြီးဖြစ်တဲ့အီလီယာတော်ပူရီယာနဲ့အစ္စလာမခါရှက်တို့ရဲ့ပွဲစဉ်ကိုပရိသတ်တွေကအင်မနွားကိုကြည့်ကျင်နေတာဖြစ်ပြီးတော့အစ္စလာမခါရှက်အနေနဲ့သူဟာအီလီယာတော်ပူရီယာလိုက်ဝိတန်တက်လာတဲ့အချိန်ကွက်တီပဲဒီသူ့အနေနဲ့ဝေါ်တဝိတန်ကိုတက်သွားတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်ကိုကျွန်တော်တို့ပရိသတ်တွေမကြည့်ရတာတော်တော်လေးကိုအရှင်းနာဖို့ကောင်းတယ်လို့ပြောရမှာပဲဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့အီလီယာတော်ဘူရီယာလိုမျိုးတော်တော်လေးကိုမှလက်သီးပါဝါပြင်းပြီးတော့ grappling mic မှာလည်းကျွမ်းကျင်ပိုင်နိုင်ပြီးတော့လက်ဝိတ်တန်းက fighter တွေကိုအမောက်သိပ်ပြနိုင်တဲ့ရေချင်းရှိတဲ့ fighter ကြီးနဲ့တကယ်ကိုကြမ်းလှပါတယ်ဆိုတော့ဒါဂစ္စတန်နိုင်ငံသား pound for pound နံပါတ်1 fighter ကြီးအစ္စလာမ်ခါရှက်တို့တွေ့ဆုံမဲ့ပွဲစဉ်ဟာတကယ်ကို greatest of all time ပွဲစဉ်ဖြစ်မယ်လို့ကျွန်တော်နေနဲ့လုံးဝယုံကြည်မိပါတယ်။အီလီယာတော်ဘူရီယာနေနဲ့အစ္စလာမ်ခါရှက်ကိုအလဲထုတ်ဖို့အတွက်တစ်ချက်ပဲလိုသလိုအစ္စလာမ်ခါရှက်ကလည်းအီလီယာတော်ဘူရီယာကို ပြားနေအောင် level ညှစ်ပြသွားဖို့အမှားတစ်ချက်ပဲလိုပါတယ်ဆိုတော့အဲ့ဒီလိုမျိုးလုံးဝကိုထိတ်တန်း fighter နှစ်ယောက်ရှင်ပြိုင်ထိုးသက်သွားမယ်ပွဲစဉ်ကကျွန်တော်တို့ပြည်သက်တွေအနေနဲ့အခုနှစ်အတွင်းမှာမစောင့်မကြည့်ရသေးတာကတော့တော်တော်လေးကိုနှမျောဖို့ကောင်းတယ်လို့ပြောရမှာပါဒါပေမဲ့လည်းမကြခင်အချိန်အတွင်းမှာ ကျင်းပသွားမဲ့ UFC 322ပြိုင်ပွဲပွဲစဉ်မှာအစ္စလာမကရှက်အနေနဲ့ JDM ကိုနိုင်ယူရရှိသွားခဲ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ lightweight တန်းကိုပြန်ပြီးသူ့ရဲ့ lightweight တန်း champion ကပတ်ကိုယူအောင်မလားဆိုတာသိကြပါတယ်တကယ်လို့အဲ့လိုမျိုးပဲအနားယူသွားခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ပြိသက်တွေအနေနဲ့လုံးဝကိုပွဲကြီးပွဲကောင်းတွေကိုထောက်ရလက်လွတ်လိုက်ရမှာဖြစ်ပြီးတော့အစ္စလာမကရှက်အနေနဲ့အီလီယာတပူရီယာနဲ့ပြန်ပြီးတော့ထိုးအောင်မယ်ဆိုရင်တော့ကျွန်တော်တို့ပြိသက်တွေတကယ်ကိုတွဲဆိုင်ကောင်း region တွေပွဲစောင့်ကြည့်ရမှာပါဆိုတော့ကျွန်တော်အနေနဲ့ကတော့အဲ့ဒီတွဲဆိုင်တွေကိုလုံးဝကိုစောင့်ကြည့်ကြင်တာဖြစ် ြစ်ပြီးတော့ပြိတက်တွေနဲ့ကရောဒီနောက်ထပ်စောင့်ကြည့်ခြင်းနဲ့တွဲဆိုင်နေ lightweight တက်မှာ blue fighter တွေရှင်းပြိုင်ထိုးတက်စီခြင်းတွေဆိုတာကို comment မှာ story တုံးတက်ညှင်းခုံပေးကြပါဦးခင်ဗျာဗီဒီယိုလေးကိုစုံလိုက်ကြည့်ပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်